2016-2019ခုနှစ်ဘဏ္ဍာနှင့်အတွက်ပြည်ပခီးသွွားဧည့်သည်ဝင်ရောက်မှုဟာနေဆက်ဒေသတွေမှာမငြိမ်မသက်မှုတွေဖြစ်ခဲ့ပြီးနေဆက်ဂိတ်တွေပိတ်ခဲ့တာကြောင့်ခံမှန်းထားတဲ့အတိုင်းပြည့်မီနိုင်မှာမဟုတ်ဘူးလို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းကသိရပါဗျ။မြန်မာနိုင်ငံအနေနဲ့ယခုဗန္နာနဲ့အတွင်းပြည်ပခီးသွားအရေးအတွက်ကို9.5တန်းဝင်ရောက်ဖို့ရှိရလို့ခန့်မှန်းထားပါရယ်။ယခုနှစ်အတွင်းမှာနေဆက်ဂိတ်တွေကနေဝင်ရောက်လေပတ်တဲ့ခီးသွားအရေးအတွက်ပုံမှုများပြလာပြီးဒီနေ့ကိုလူဦးရေ2000ဝန်းကျင်လောက်ရှိရလို့သိရပါရယ်။ ဒါပေမဲ့လည်းနေဆက်ဒေတာတွေမှာမတီမငိမ်ဖြစ်ခဲ့တာတွေနဲ့နေဆက်ဂိတ်တွေကိုပိတ်ခဲ့တဲ့အခြေအနေတွေရှိခဲ့တာကြောင့်ခံမှန်းထားတဲ့အတိုင်း ခီးသွွားအရေးအတွက်ပြည့်မီမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံခီးသွွားလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌဥဖြိုးဝေရာဇာကပြောပါရယ်ရခိုင်ဘဏ္ဍာနဲ့2015-2016ဘဏ္ဍာနဲ့မှာပြည်ပခီးသွွားဧည့်သည်အရေးအတွက်၄ဒသမ၈တန်းဝင်ရောက်ခဲ့ပြီးယခုဘဏ္ဍာနဲ့အတွင်းမှာတော့နိုင်ငံသားခီးသွွားအရေးအတွက်၅ဒသမ၅တန်းဝင်ရောက်နိုင်မယ်လို့မျှော်မှန်းထားပါရယ်ဟိုတယ်နဲ့ခီးသွွားလာရေးဝင်ကြီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရပြီးခဲ့တဲ့2015-2016ဘဏ္ဍာနဲ့အောက်တိုဘာလအထိပြည်ပခီးသွွား၃ဒသမ၈တန်းဝင်ရောက်ခဲ့ပြီးယခုဘဏ္ဍာနဲ့ 2016-2019အောက်တိုဘာလကာလတူမှာတော့ပြည်ပခီးသွွား3.3တန်းသာဝင်ရောက်ထားတာကြောင့်ယခင်နှစ်ကာလတူထက်ပြည်ပခီးသွွားဝင်ရောက်မှု3.5တန်းရောကြခဲ့ပါတယ်။